လိုအားလုံးပဲမင်္ဂလာပါဖူဘောမန်ချင်းကနေကြိုဆိုပါရစေပရီးမီးယားလိပွဲစဉ်30ခုဖြစ် Chelsea နဲ့ Manchester United တို့ကျွန်တော်တို့ဒီညမှာရှင်ပြိုင်ကစားမယ်ပေါ့လေ Chelsea တို့ရော Champions League ဝင်ခွင့်မှာအဆင့်125ကနေပြီးတော့ကြမသွားအောင်ကြိုးပမ်းမယ်ပွဲပါအိမ်ဝင် Stamford Bridge မှာလည်းဖြစ်တယ်ဆိုတော့တုံ့မမဖြစ်နေယူဖို့ကြိုးပမ်းမယ်ပွဲပေါ့လေ United အတွက်ကတော့ကျွန်တော်တို့ဒီပွဲကသူတို့အတွက်9တောင်ဘာမှဖြစ်လာတော့မယ်ပွဲမျိုးမဟုတ်ဘူးဆိုတော့ ဒါပြီး၄ရက်လောက်အကြာမှာရှင်မင်းကစားမယ်ယူရိုပါလိဖိုင်နယ်ဒါအရေးကြီးဆုံးပဲဒါပေမဲ့လို့ MOD ကတော့အတိုင်းအတာတစ်ခုဒီလူစင်းအကောင်ဆုံးပုံစံနေနဲ့ပွဲထွက်လာအောင်မယ်။ဘာညာပြောနေတယ်ဆိုတော့ United ပြည်သက်တီတွေစိတ်ပူစရာဖြစ်နေတာ။သူတို့ပြင်ဝက်ဆန်နဲ့ပွဲမှာလည်း injury ပြဿနာတွေကျွန်တော်တို့ဒါ Lenny Yuru ကြုံသွားရတယ်။မလို့အဖက်နဲ့ကျွန်တော်ထည့်လာတဲ့နိုင်လည်းမနိုင်ဘူးဗျာ။ဆိုတော့အဲ့လိုမျိုးဆိုတော့ပြည်သက်တီကတော့ Ambolin ပြောတာတွေကိုကျွန်တော်တော်တော်လေးစိတ်ပူနေကြတယ်။အခုလက်ရှိ Chelsea ကိုရှင်ပြိုင်ကစားဖို့ထွက်သွား London ကိုထွက်သွားတဲ့လူစင်းနေမှာဆိုလို့ရှိရင်လည်း လူငယ်ကစားမဆိုလို့ကျွန်တော်တို့သာနှစ်ယောက်ပဲကျွန်တော်ပါတယ်။နော်ဝင်းဘတ်ကဒီ Harry Armes နဲ့နောက်တန်းကတိုင်လာ Frederickson နဲ့ဒါလည်းဆက်ရင်ရပါဘောနော်။အဲ့လိုမျိုးဆိုတော့ဟိုတော်တော်လေးတော့စိတ်ပူစရာဖြစ်နေပြီပေါ့လေ။နော်တော်တော်လေးတော့စိတ်ပူစရာဖြစ်နေပြီ။ဆိုတော့ညီကလို့နေနေရောဆိုတော့ဒီပွဲဘလူမျိုးရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြလဲဒါကြတော့ Chelsea နဲ့ပတ်သက်လို့အရင်ဆုံးကြည့်အောင်ပါ Chelsea အတွက်ကတော့ဒီပွဲဟာအများကြီးရေးကြီးပါတယ်တခြားမဟုတ်ဘူးကျွန်တော်တို့ Chelsea အနေနဲ့ Champions League ဝင်ခွင့်အတွက်က တတော်ကိုကျွန်တော်တို့ကစိတ်ပူစရာဖြစ်နေလို့ပဲဒီညမှာလောလောဆယ်တော့သူတို့ကအဆင့်9မှာရှိနေသေးတာပေါ့လေအဆင့်9မှာရှိနေသေးတယ်ဒါပေမဲ့ Chelsea ကအဆင့်9မှာ36ပွဲကစားပြီးတဲ့အချိန်မှာ18ပွဲနိုင်ထားတယ်9ပွဲတည်ရကြပြီးတော့9ပွဲရှုံးထားတယ်နော်အဲ့ဒီ36ပွဲမှာတိုက်စစ်က62ဂိုးကျွန်တော်ရထားပြီးတော့ခန်းစစ်က43ဂိုးပြန်ပြီးထားရတယ်63မဲ့ကျွန်တော်ရတာလေ63မဲ့ဆိုတော့ဒီဒီမနက်ဖြန်မှာရှင်မိုင်းကစားမဲ့ FA Player Final က Manchester City နဲ့သူတို့ကြားထဲမှာ အဲနှစ်မှတ်ပဲကျွန်တော်တို့ကြွားတယ်မန်စီးတီးက30 65မှတ်ချယ်ဆီက63မှတ်ပေါ့လေဒါပြင်နျူကာဆယ်က66မှတ်နဲ့ကျွန်တော်တို့အဆင့်3မှာဆိုတော့အဆင့်3ကအတင်းနဲ့ချယ်ဆီကြားထဲမှာ3မှတ်กว่าပြီးတော့အဆင့်4ကမန်စီးတီးနဲ့ချယ်ဆီအဆင့်5ကြားထဲမှာ2မှတ်กว่าတယ်ဒါပေမဲ့လို့အဆင့်6ကအက်စတွန်ဗီလာနဲ့ချယ်ဆီကြားထဲမှာအမှတ်မကွာတော့အဆင့်9ကနော်ဒီယန်ဖော်ရက်စ်နဲ့ချယ်ဆီကြားထဲမှာအဲကျွန်တော်တို့ဒါဒီတမှတ်ပဲကျွန်တော်တို့ကြွားတော့တယ်ဆိုတော့အချိန်မီပြီးဆိုသလိုအဆင့်9ထိကြာသွားနိုင်စွမ်းရှိတယ်ဗျာ ဒါကြောင့်ဒါကိုရှောင်ဖို့ကြိုးပမ်းမယ်လို့ကျွန်တော်ပြောတာနောက်တစ်ခုရှိတာက Chelsea ပြည်သက်တွေတော့ဘယ်လိုမြင်ကြလဲတော့မသိဘူးကျွန်တော်ရှေ့မှလည်းပြောခဲ့ဘူးတယ် Maresca ကတော့ပြောထားတယ်သူတို့အတွက်တကယ်ကိုကောင်းတဲ့ယာစီတစ်ခုပိုင်ဆိုင်ပြီးသားဖြစ်နေပြီတဲ့နော်ပြီးခဲ့တဲ့ယာစီနဲ့ရှင်မယ်ဆိုလို့ရှိရင် Champions League ဝင်ခွင့်မရလဲသူတို့အတွက်ပြဿနာမရှိဘူးဆိုတဲ့ပုံစံမျိုးကြီးပြောထားတယ်ဒါကြီးကအိတ်တိတ်မှန်မနေဘူးဗျာသိတယ်မလားအခုလက်ရှိ Champions League ဝင်ခွင့်အခြေအနေထဲမှာဒါအပြင်ဒီယာစီဆိုလို့ရှိရင်9သိန်းထိဝင်ခွင့်ရတာဗျာဘလောက်ထိတောင်မှအခြေအနေကောင်းလဲဆို9သိန်းထိဝင်ခွင့်ရတာ ငါးသိန်းအထိဝင်ခွင့်ရတဲ့အနေထားမှာကိုကိုတိုင်ကလည်းအဆင့်၅နေရာကိုရောက်နေပြီးသားဆိုတော့အချက်မဲလေးဝင်ခွင့်မရလဲပြဿနာမရှိဘူးလို့သတင်းစာရှင်းလင်းပွဲကြီးမှာပြောထားတာကြီးကကစားသမားတွေအတွက်အတိုင်းအတာတစ်ခုကြီးကျွန်တော်သာ motivation ကကြာကောင်းကြာသွားနေတယ်ဒီကနေ့တွေးကြည့်ရင်ဗျကစားသမားတွေက Champions League ကစားခြင်းတယ်ဟုတ်တယ်မလားသူတို့အတွက်အရေးကြီးတယ်ဗျာ ဒါပြင်ကို့မှာလည်း chance ရှိနေတဲ့အချိန်မှာဒါမျိုးပြောတာကြီးကတော့တိတ်တော့ဖြစ်တဲ့နဲ့နေထိုင်မျိုးကြီးလို့ကျွန်တော်မထင်ဘူး Chelsea နေနဲ့လက်ရှိကိုရနေတဲ့အခွင့်အရေးကိုသူတို့ထပ်ပြီးတော့ယူကျူးပန်းမှာပဲအင်ဂွင်စတန်ဘူ Bridge လည်းကျွန်တော်ဖြစ်နေတယ်ဆိုတော့ရအောင်နိုင်အောင်သူတို့ကျူးပန်းမှာ Chelsea ကနောက်ဆုံး Premier League ၅ဘွယ်ကစားထားတဲ့နေရာမှာ၃ဘွယ်ထိနိုင်ထားတယ်တဘွယ်တည်းတဘွယ်ရှုံးဆိုတော့ရလည်းရထားတယ်ဒါရှုံးနဲ့ရလည်းကတော့ပြီးခဲ့တဲ့နေ့ကသူတို့တွေက Newcastle ကိုရှုံးတာပေါ့လေနှစ်ဂိုးကိုမရှိဆိုတော့ရလည်းနဲ့သူတို့ရှုံးထားတာနော်ဆိုတော့ရှုံးထားတာဆိုတော့နောက်ဆုံး၅ဘွယ်ထိမှာဆိုလို့ရှိရင်ကျွန်တော်ကြည့်ရင် Chelsea က ဒီဘယ်လိုပြောမလဲနယူကာဆယ်ကို2-0နဲ့ရှုံးထားတယ်เนาะလီဗာပူးအသင်းကို3-1နဲ့ကျွန်တော်နိုင်ထားတယ်အဘတန်ကို1-0နဲ့နိုင်ထားတယ်ဖူလန်ကို1-2နဲ့အဝေးခွင်မှာနိုင်ထားပြီးတော့အစ်ပစ်ဝစ်ကို2-2တည်ရကျထားတာအဲအဲ့ဒီရှိမှလည်းဘရန်ဖို့ကိုတည်ရကျတယ်အာဆင်နယ်ကို1-0နဲ့ရှုံးတယ်စပါးကို1-0နဲ့နိုင်နေပေါ့လေဆိုတော့အိမ်ဝင်းမှာတော့ချက်စီကိုကျွန်တော်ဒါချက်စီကနိုင်အောင်တော့ကျွန်တော်ကြိုးပမ်းရမယ်ဆိုတော့ချက်စီရဲ့အိမ်ဝင်းပွဲစဉ်တွေကိုကျွန်တော်ကြည့်ကြည့်ရင်သူတို့ ဒီထားပါတော့ conference league နိုင်တာတော့မပြောတော့ပါဘူးเนาะ conference league ကဒါသူတို့လုံးဝရမယ်ဖလားဒါအပြင်အရေးလေအဲ့လောက်မကြည့်ဘူးဗျာ conference league ရမှဘယ်လိုပြောမလဲသူတို့အတွက်ဒီ europa league ပဲဝင်ဝင်ရမှာဆိုတော့ premier league ကတော့မှအများကြီးပို့ပြီးတော့အရေးကြီးသေးတယ်ဆိုတော့အိမ်ဝင်ပွဲစဉ်တွေကိုကြည့်ရင်သူတို့ liverpool ကို3-1နဲ့နိုင်ထားပါတယ် everton ကို1-0နဲ့နိုင်ထားပါတယ် ipswich ကိုတူတူတည်ကြထားပြီးတော့ spurs ကို1-0နဲ့နိုင်ထားတယ် leicester ကို1-0နဲ့နိုင်ထားတယ် southampton ကို4-0နဲ့သူတို့နိုင်ထားတယ်ဆိုတော့အိမ်ဝင်မှာ Chelsea ကတော်တော်ကိုကျွန်တော်တို့ဟုတ်နေတာနော်ဒါကြောင့် Chelsea အနေနဲ့ဒီပွဲဟာအများကြီးရေးကြီးတယ်ဒါပေမဲ့တစ်ဖက်က United ကကျတော့ဒါအလုံးလဲပြောစရာတော့လုံးဝမထင်ပါဘူးဗျာနော်တော်တော်ကိုဆွဆွပြပြဖြစ်နေတာနော်ဆိုတော့အောက်မှာစပါးပဲရှိတော့တယ်နော်အောက်မှာစပါးပဲရှိတော့တယ်အဆင့်16မှာ36ပွဲနိုင်ကန်ထားတဲ့နေရာမှာကျွန်တော်10ပွဲပဲနိုင်တယ်တရားစီလုံးမှာ10ပွဲပဲနိုင်သေးတယ်18ပွဲတိကျွန်တော်ရှုံပြီးသွားပြီ။ဒါဟာနှစ်ပေါင်း52နှစ်အတောအတွင်းမှာเนาะကျွန်တော်ဒါပထမဆုံးဆိုသလိုအဆိုးအဝါးဆုံးနှစ်ကိုကျွန်တော်ဂျုံရတာပဲ။တကြီး9ပွဲကြာထားတယ အဲရီတန်ကယူပေးထားတဲ့အမှတ်ကလေးတွေရှိလို့ပေါ့မဟုတ်လို့ရှိရင်မြင်ဒီချိန်မှာအစ်ဆွေတို့ကြားတဲ့ညက်နေလောက်ပြီနော်တိုက်စစ်ကလည်း52ကိုပဲရတယ်ဗျာတိုက်စစ်က52ကိုပဲရတယ်36ပွဲမှာဘလောက်တောင်ဆူဆူဝါဖြစ်နေတယ်ခန်းစစ်က53ကိုပေးထားရတယ်အခုချိန်ဒီအမှတ်က40မပြည့်သေးဘူးဒါပြီးရင်ချယ်ဆီနဲ့ပြီးရင်ကျွန်တော်အက်စတွန်ဗီလာနဲ့ကစားမှာပရီးမီးယားလိဂ်ကကြမှတ်40ပြည့်ပါမလားဒီရည်ကျွန်တော်မထင်ဘူးဗျာဖူလန်တို့ပါလို့တော့မှ52မှတ်တွေပါရရနေတဲ့ချိန်မှာကိုရီးယားရမှတ်40မပြည့်သေးဘူးအဲ့လောက်ထိကျွန်တော်ဆူဆူဝါဖြစ်နေတာ ဒါကြောင့်ပေါ့နော် Chelsea တွက်ကဒီပွဲဟာသူတို့အမှားလို့လို့ကျွန်တော်မရဘူး။ရအောင်နိုင်အောင်ကျွန်တော်ကြိုးပမ်းမယ်။ United ရဲ့နောက်ဆုံး Premier League ၅ပွဲကိုကျွန်တော်ချင်းတပွဲမှနိုင်မထားသေးဘူး။၄ပွဲတိရှုံထားတယ်။တပွဲတည်းကျွန်တော်ကြားထားတယ်။ International break ပြီးပြန်ကစားတဲ့ပွဲတွေမှာတတော်ကိုစိုးဝါတဲ့ဒီ performance တွေကျွန်တော်ပြထားတာ။ဆိုတော့ဒါကြောင့်ပေါ့နော်ကျွန်တော်ပြောချင်တာကဒီဒီပွဲဟာ Chelsea တွက်အမှန်ကန်ကန်ရမယ့်ပွဲပဲ။အိမ်ဝင်လည်းဖြစ်တယ်ဆိုတော့ United တော့ကတော့တိတ် gue side ဆီမလိုဘူးဗျာကျွန်တော်ပြနေတာက gue gue side လေးကောင်းနေတခြားမဟုတ်ဘူး Chelsea ကိုတော့ဗျာဘယ်ရှုံးညင်မလဲကိုပြိုင်ပြိုင်ပတ်မျိုးတော့တိုးတော့အချင်းကြီးက Europa League ကြည်တာအရေးကြီးဆုံးပဲဗျာကျွန်တော်ပြနေတာကလက်ရှိ Premier League မှာ Chelsea ကိုနိုင်လို့ Manchester United ဘာမှဖြစ်မသွားဘူးဒါဒါပဲဒုံရင်ကဒုံရင်ပဲတခုတော့ရှိတာပေါ့လေ Chelsea Champions League ဝင်ခွင့်ရဖို့ကြိုးပမ်းနေတာကိုနှောက်ယှက်နိုင်တာပေါ့နော်ပြီးခဲ့တဲ့ရာသီကလည်းကိုရီ FA Player ရတဲ့အခါကျတော့ဒီကောင်လေး Europa League ကံကွက်မရဘဲနဲ့ Conference League ကိုဆင်းသွားရတယ်မလား ဒါပေမဲ့လို့ပေါ့နော်အခုအကသူများကိုဒုက္ခပေးဖို့တဲ့ကိုကိုကိုအချင်းကြီးကောင်းမှုကျွန်တော်ကျူးပန်းနေမှာဒါကြောင့်ပရီးမီးယားလိမှာလက်ရှိချိန်နိုင်လို့ဘာမှမထူကြတော့ဘူး MO ရင်းကတော့ပွဲတိုင်းနိုင်ကျင်နေတို့နော်အခုလက်ရှိလည်းပဲဟိုလူစင်ရင်အပြည့်တွေပိုင်းနေကျွန်တော်ကပွဲထုတ်လာတာပဲတော်တော်စိတ်ပူတယ်နော် injury ပြဿနာတွေပိုင်းဂျုံသွားမှာကိုပြီးခဲ့တဲ့ဝက်ဆန်နဲ့ပွဲမှာလည်းတူးစီးနဲ့ကျွန်တော်ရှုံနေခဲ့တာအဲ့ပွဲမှာလည်းလူတွေအများကြီးပွဲထုတ်ခဲ့တာလက်နီယူရို injury ပြဿနာဂျုံသွားပြီး ပွဲပြီးတော့ဒါ MOD ဟာသူတောင်းယူရမယ့်အရာဘာညာပြောနေမင်းမင်းတောင်းယူရမှာပဲဘယ်သူမှတောင်းယူစရာမရှိဘူးသူပဲတောင်းယူရမှာပဲဟုတ်တယ်မလားဒါပေမဲ့လို့ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကိုပဲဒုက္ခခံရတာကိုအတွက်အရေးကြီးတဲ့ကျွန်တော် final ကလာပြီဗျာစပားဆိုဒီညကစားမှာနော်ကျွန်တော်တို့စပားအနေနဲ့ပွဲထွက်လူစင်းမှာသူတို့လူစင်းအပြစ်သုံးလိမ့်မယ်လို့ကျွန်တော်ထင်းကိုမထင်ဘူးသူတို့ရှုံးလည်းပဲသူတို့ကူးဆိုင်မှာမဟုတ်ဘူးရှုံးလည်းပဲသူတို့ကူးဆိုင်မှာမဟုတ်တန်းလည်းသူတို့စင်းစရာအကြောင်းမရှိတော့ဘူးလေပြောချင်တာကအောက်တယ်မလားနော်တန်းစင်းရမဲ့သုံးသင်းကစင်းသွားကြပြီ ဒါကြောင့်စပါးလူမျိုးကျွန်တော်တို့ကလုံနိုင်မှုကျွန်တော်လိုတယ်။ဒါကြောင့်မနော် final ဒီကျွန်တော်တို့အရေးကြီးဆုံးပဲ။ final မှာကျွန်တော်ဘာမှမလုံနိုင်ဘူးဆိုလို့ရှိရင်ယူရိုပါလိမှာရှုံးပွဲမရှိဘဲနဲ့ final ကိုတက်လာတယ်ဆိုတော့အကုန်မြောင်းနေရောက်သွားမှာဘာမှအရေးမပါတော့ဘူး။ final မှာဘူဆွဲမှအရာအလုံးကအပြောင်းလဲဖြစ်မှာ Champions League ဝင်ဝင်ရမှအရာအလုံးကအပြောင်းလဲဖြစ်မှာ။အဲတော့ Chelsea နဲ့ပွဲဆိုတာတဲ့ယူရိုပါလိ final ဒီအရေးကြီးဆုံးပဲ။ယူရိုပါလိ final ဒီအရေးကြီးဆုံးပဲ။နောက်ဆိုတော့ဒါကြောင့် Manchester United နဲ့ Chelsea ရဲ့ဒီညပွဲကရည်ရွယ်ချက်ကကျွန်တော်တို့ရဲ့တခြားစီပါ။ ချယ်ဆီကအနိုင်ရအောင်ကြိုးပမ်းမယ်ပွဲယူနိုက်တက်ကအင်ဂျူရီတွေရှောင်ဖို့ဒါအပြင်ဟိုဘယ်လိုပြောပွဲထွက်လူစင်မှာ first line နဲ့ player တွေအများကြီးမတုံးဖို့ကြိုးပမ်းရမှာကံမကောင်းစွာနဲ့ပဲ MOD ခေါ်လာတဲ့လူစင်မှာလူငယ်လေး2ယောက်ပဲကျွန်တော်ပါပါတယ်လူငယ်လေး2ယောက်ပဲပါတယ်တော်တော်ကိုစိတ်ပူစရာအခြေအနေမျိုးကျွန်တော်ဖြစ်နေပြီတိုက်စစ်မှာတောင်မှချီတူ OB လို့လို့ကစားမာတွေကျွန်တော်ပါမလာဘူးပေါ့နော်ဆိုတော့ဒါဟာ reporter တွေရဲ့ပြောကြကြအရာပေါ့လေတကယ်ကွင်းထဲမှာကျလို့ရှိရင်တော့ကျွန်တော်ပါကောင်းနဲ့ပါလာနေတာပဲ ဒါပေမဲ့လူငယ်တွေအများကြီးပါလာဖို့မရှိတဲ့ပွဲပါ။တော်တော်ကိုစိတ်ပြတ်ဖို့ကောင်းတယ်ပေါ့နော်။ Ambodin တဲသွားတဲ့လူစင်းက Ambodin ကတော့ကြားထဲမှာလဲသူက၄ရက်လောက်လဲနားချင်းရှိသေးတယ်။ဘာညာဆိုတော့အလဟတ်သမဖြစ်ချင်မှုလို့ဘာလို့သူပြောထားတာပဲ။တော်လေးတော့စိတ်ပူဖို့တော့ကျွန်တော်တို့ကောင်းလာပြီနော်။ဆိုတော့ညီကတို့အနေနဲ့ရောဒီပွဲမှာဘလူရလဲထွက်ပေါ်လာမယ်ထင်ကြပါလေ။စုရကြပါဦး။အားလုံးကိုကျေးဇူးများကြပါလေ။